KRC ဂိမ်းမှာတော့သူတို့တွေကဟိုဂျေးထိရခဲ့တာဆိုတော့ကိုရီကလဲကြရင်လည်းဒီထက်နှိမ့်တဲ့နေရာတစ်ခုကိုရောက်လို့မရဘူး။ဒါပေမဲ့ကျွန်တော်ကခုဒီရွှေယူမယ်ဆိုရဲစိတ်နဲ့ပဲစူးစမ်းနေရပါဗျ။မနိုင်ငံအတွက်စူးစမ်းနေရဆိုရယ်စိတ်တခုထဲထားလိုက်အရင်နေကတော့ပြည့်သွားပါပဲ။အရင်ကနှစ်စားလုပ်တယ်ဆိုရင်ကိုယ်အချိန်မှာကျွန်တော်ကနှစ်စားနဲ့မလုံလောက်လို့ခံစားရတယ်ဆိုရင် တို့သုံးစားလုံးမရမယ်သုံးစားနဲ့မလုံးလောက်ဘူးဆိုတော့လေးစားလုံးမရဘာလို့လဲဆိုတော့အဓိကကျွန်တော်နိုင်ငံအတွက်အကောင်းဆုံးပေးဆက်ခြင်းလို့ပါကိုရီးယားငယ်ရည်ရဲ့လူကြီးကြီးမေးပြီဆိုရင်မလုပ်ချင်လဲမလုပ်ချင်မလဲကျွန်တော်ကဂိမ်းဆော့ချင်တယ်ဂိမ်းဆော့ချင်တယ်ဖြစ်ကြတဲ့လူငယ်ဆိုတော့ကျွန်တော်ကဒီဂိမ်းနဲ့ဒီနိုင်ငံကိုကူစားပြုရမှာဆိုတော့ကျွန်တော်ရဲ့အိမ်မက်တွေတည်းကတခုဖြစ်လာတယ်လို့ပဲပြောမှာပါ အခုလိုစနကားနဲ့မိတ်ဆက်တာဒါမြန်မာနိုင်ငံကိုသားပြုအဲအနေနဲ့ဒီစနကားဆိုရပြောင်းလဲလိုက်တော့နော်စနကားဆိုကျွန်တော်တို့ကျွန်တော်တို့ရဲ့စိတ်ထဲမှာခုနကောင်ကဥက္ခရပြောသွားလို့ပဲကျွန်တော်တို့မစုံမနဲ့မြန်မာနိုင်ငံအတွက်အကောင်းဆုံးကြိုးစားမယ်ဆိုရဲခံစားချက်တွေရတယ်ပေါ့နော်အခုလိုဝဲမြူစီတုတ်ပြီးရတကယ်ကောင်းပါတယ်ဟောဆိုတော့အခုလိုမျိုးဒီ e-sport ဥက္ခရတွေရတယ်ကျွန်တော်တို့ဒီမျိုး တို့ရဲ့ plan တွေဒီဟာဖြစ်ရတဲ့အကြောင်းအရာတွေအကြောင်းရင်းတွေပါတယ်ကိုတို့ကတရားလေးရှင်းပြရတယ်ကျွန်တော်ကိုရီးယားလည်းကိုရီးသွားနေရဲ့ရှောက်ရမယ်တန်းကိုကောင်းကောင်းမြင်ရတယ်ကောင်းကောင်းသိရတယ်ကိုရီးဘာဆက်လုပ်ရမလဲဆိုတော့ပို့ပြီးတော့သိရတယ်ကျွန်တော်ကိုရီဟိုဒီစီကင်းသွားမဲ့ပွဲတော့လဲပူပြီးကြိုးစားရမယ်ကိုမြန်မာနိုင်ငံအတွက်ကုံဆောင်ရမယ်အဲ့ဒီစိတ်တွေပူပြီးဖြစ်လာရဲ့အဲ့ဒီပြင်ပေါ်မှာနောက်ထပ်လုပ်ရမယ် future plan ပါလေဒီမြန်မာနိုင်ငံအတွက်အကောင်းဆုံးကြိုးစားရမယ်ဆိုတဲ့စိတ်တွေဒီပွဲမှာဖြစ်လာဖြစ်ခဲ့ပေါ့ တစ်စိတ်နေတာပါလာခဲ့မယ်ဆိုရင်လည်းအဲ့ဒီတမိုင်းကကျွန်တော်တို့ကျွန်တော်တို့တမိုင်းဟုတ်ဘူးဖဲကုန်တမိုင်းလည်းဟုတ်ဘူးကျွန်တော်တို့နိုင်ငံကျွန်တော်လူမျိုးကျွန်တော်အားတမိုင်းတမိုင်းကျွန်တော်ကျွန်တော်အနေနဲ့အခုလက်ရှိမှာပြင်ဆင်နေရတယ်တော့တော့ရောက်ရှိရပါတော့အခုဆိုရင် MSL လဲ MSL လဲပြရမယ် MSL ပြီးရတယ်တခါလဲစီကိန်းသွားမှာဆိုတော့ဒီ MSL က ဒီစီးကိန်းအတွက်လည်းတခါတည်း training လုပ်ပြီးသားဖြစ်တာပေါ့ဟုတ်ကျွန်တော်အနေနဲ့ဟိုရှေ့ကဖဲကွန်ကြီးဆိုတာဟိုကကြေးသိပ်ယူထားတော့ဒီခါကြေးထည့်နေလို့တော့မရတော့ဘူးဆိုရယ်စိတ်နဲ့ကြုံမှရမယ်ဟုတ်ကဲ့ဒါပေမဲ့ကျွန်တော်တို့ကခုတည်းကရွှေယူမယ်ဆိုရယ်စိတ်နဲ့ပဲစူးစမ်းနေရပါဗျ Coach ပြောသွားသလိုပဲဟိုကျွန်တော်တို့ရှေ့ကစီနီယာတွေကလည်းဒီရှေ့ကစီကိန်းမှာတော့သူတို့တွေကဟိုကြေးထည့်ရခဲ့တာဆိုတော့ကိုယ်ကလေးကြရနေဒီထက်နေနေနေအောင်တခုရောက်လို့မရဘူးဒီထက်မြင့်နေနေတခုရောက်မှရမယ်အဲ့ဒီအဲ့ဒီတော့မှလည်းကိုယ်က လူငယ်တွေပို့ပြီးတော့ inspire ဖြစ်မယ်ပြီးတော့ကိုရီးနိုင်ငံတွက်လည်းပို့ပြီးကုန်ဆောင်နိုင်မယ်အဲဒီကြောင့်မလို့ကိုရီးယားပို့ကြိုးစားရမယ်အဲဒီကြောင့်မလို့ကျွန်တော်တို့ရွှေသိပ်ယူပို့တော့အကောင်းဆုံးကြိုးစားတော့မယ်ဒီကျွန်တော်တို့အရှိရာလူတွေကမ္ဘောဒီးယားမှာတော်တော်တော့လည်းသူတို့အနေနဲ့အကောင်းဆုံးကြိုးစားသွားခဲ့ရတယ်ပြီးတော့ကျွန်တော်တို့အလဲကြရင်လည်းကျွန်တော်တို့ဒီလာမဲ့စီးကိန်းမှာဒီဘယ်လိုပြောမလဲအဲပို့ကောင်းတဲ့ရလေရအောင်ရလေတွေရအောင်ကျွန်တော်တို့ပို့ပြီးတော့ကြိုးစားပါ လက်ရှိဟိုစိတ်ထဲမှာပြင်ဆင်ထားတာတော့အများကြီးတော့မရှိပါဘူးကျွန်တော်တို့ရိုးရှင်းပဲမြန်မာနိုင်ငံအတွက်စူးစမ်းနေရဆိုရယ်စိတ်တစ်ခုထည့်ထားလိုက်ရင်အားရင်နေကုန်တော့ပြည့်ပါပါပဲဟုတ်ကဲ့အဲ့လိုပါပဲဟိုဘာလို့လဲဆိုတော့ကိုရီးယားပုံအစားကျတော့ဟိုဒီကိုရီးလူတွေအတွက်ကိုရီးမိသားစုတွေအတွက်ပဲစူးစမ်းရဆိုစိတ်တစ်ခုရှိရတယ်အခုကကျတော့အခုသွားပြန်မယ်ပြန်ဝင်ကျတော့အဲ့လိုမျိုးမဟုတ်တော့ဘဲနဲ့ နိုင်ငံကိုကိုစားပြီးအောင်မယ်ပွဲပွဲဆိုတော့ဟိုအရင်ကနှစ်စားလုပ်တယ်ဆိုရင်ကိုယ့်အချိန်မှာကျွန်တော်ကနှစ်စားနဲ့မလုံလောက်လို့ခံစားရတယ်ဆိုတော့၃စားလုံးမှရမယ်၃စားနဲ့မလုံလောက်ဘူးဆိုရင်တော့၄စားလုံးမှရမယ်ဘာလို့လဲဆိုတော့အဓိကကျွန်တော်နိုင်ငံအတွက်အကောင်းဆုံးပေးဆက်ချင်လို့သူများနိုင်ငံမှာတော့ကိုယ်နိုင်ငံလမ်းကိုရွှေယူပြီးခြုံရတာတော့အဲ့ feeling ကိုတော့လိုချင်တာပေါ့။ဘာလို့လဲဆိုတော့ဒါတွေကလေဟိုကျွန်တော်တို့ငယ်လေးတည်းကအိမ်မက်တွေတည်းအိမ်မက်တွေတည်းတခုလို့ပြောလို့ရတယ်အစ်မဘာလို့လဲဆိုတော့ credit game ကစားရဲ့အရာဆိုတော့အရင်တော့ဒီလိုမျိုးပြိုင်ပွဲတွေပါနိုင်ငံကစားပြုတာမရှိရတဲ့အတွက်ကြောင့်မလို့ ကိုရီးယားငယ်လေးတွေကလူကြီးကြီးမေးပြီဆိုရင်မလုပ်ချင်လဲမလုပ်ချင်မလဲကျွန်တော်တို့ဂိမ်းဆော့ချင်တယ်ဂိမ်းဆော့ချင်မယ်ဖြစ်ကြတဲ့လူငယ်တွေတော့ကျွန်တော်တို့ဒီဂိမ်းနဲ့ဒီနိုင်ငံကိုကိုစားပြုရမှာဆိုတော့ကျွန်တော်တို့ရဲ့အိမ်မက်တီတွေကတခုဖြစ်လာတယ်လို့ပဲပြောမှာပေါ့အခွင့်လန်းနေရရှိရလန်းနေရအရှိရလူတွေကလည်းပေါက်ပြီးရဖြစ်တယ်ဆိုတော့တို့အလဲကြရင်လည်းဒီလိုဂိမ်းတွေဆော့လဲတို့တို့ကဘဝအာမန်ကန်ထောင်ချက်တွေရလာမယ်လို့ကျွန်တော်ထင်ပါတယ်သောတေမြောက်စီကိန်းပြိုင်ပွဲမှာမြန်မာနိုင်ငံကိုစားပြုတ်အနေနဲ့တွားရောက်ရှင်းပြိုင်ကြမယ်တင်း ဆာလကများပဲဖြစ်ပါရှင်ဆောက်ခဲ့တဲ့နိုင်ငံဆိုတော့လက်ရှိမှာတော့မိုဘိုင်းလေးကျင်းမှာအင်အားကြီးနိုင်ငံဆိုအင်ဒိုဖိလစ်ပင်းတော့ရှိမှာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီဒိန်းတွေကိုလည်းအကောင်းဆုံးကြော်ဖြတ်နိုင်မယ်လို့ယုံကြည်ပါတယ်ဟုတ်ကဲ့ဟိုအခုလိုမျိုးကျွန်တော်တို့စီးကိန်းသွားတဲ့အခါမှာပရိတ်သတ်တွေမျှော်လင့်ထားတယ်လို့ကျွန်တော်တို့ရွှေစိတ်ကိုအကောင်းဆုံးကြိုးစားမှာပါပရိတ်သတ်တွေကလည်းကျွန်တော်တို့ဘက်ကိုအများကြီးစပို့ပေးပါလို့တောင်းဆိုချင်ပါတယ်ပရိတ်သတ်တွေကိုတောင်းဆိုချင်တာဟိုကျွန်တော်တို့လည်းအကောင်းဆုံးကြိုးစားနေပါတယ်လို့ကျွန်တော်တို့ဒီနိုင်ငံ ခြားနိုင်ငံရဲ့စင်မြစ်ထက်မှာကျွန်တော်တို့မြန်မာနိုင်ငံရဲ့လွမ်းချုံပြီးတော့ကျွန်တော်တို့တွေကအမြင့်ဆုံးဆိုတဲ့နေရာတစ်ခုရောက်အောင်အကောင်းဆုံးကြိုးစားမှဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့လည်းအားပေးကြပါလို့ကျွန်တော်တို့လည်းအကောင်းဆုံးဒီထက်ပိုပြီးကြိုးစားပါမယ်လို့